တင်းဝင်ဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့ယထာလန်ကားလန်တွေကို မိုင်းထောင်ဖျက်ဆီးနေတဲ့တကြောပြန်ခေါင်းထောင်လာတဲ့လက်ပြတ်အစီဝါအဖွဲ့အဲ့တော့ဒီအပိုင်းမှာကျွန်တော်တို့ဒါရန်ကုန်မော်လမြိုင်လမ်းပိုင်းလမ်းပိုင်းမှာရှိတဲ့ကျွန်တော်တရာတရာတစင်းမိုင်းခွဲဖျက်ဆီးခံရတယ်ပြီးရင်ကျွန်တော်တို့ဒါယထာချက်သားရတာတန်လန်တရားပေါ့ဗျာအဲ့ဒီတရားလဲကျွန်တော်မိုင်းခွတ်ဖြည့်စေးလဲဖြည့်စေးခံရတယ်ဒီနှစ်ခုကိုလောက်တာကဘယ်ဘွဲလောက်လဲဆိုတော့ကျွန်တော် SA1 လက်ပြတ် SA1 လောက်တာ လက်ပြက်အေးစွာလုံနေတယ်။အဲ့တော့ဖြစ်စစ်ကိုတင်ပြပါမယ်ကျွန်တော်တို့ကျွန်တော်တို့ဒီကိရင်းမနက်ပိုင်းကမုံမီနဲ့ဘီလင်းမြို့နယ်ကောက်ကရိုချေးရွာအုပ်စုတင်တော်ချေးရွာအနီးကအနီးကကျွန်တော်တို့ယထာချောင်းဦးတရာချောင်းဦးတရာကိုလက်ပြက်အေးစွာအဖွဲ့ကကျွန်တော်တို့မိုင်းထောင်မိုင်းခွဲဖျက်ဆီးလိုက်တယ်။အဲ့တော့ကျွန်တော်တို့ဒီတရာရဲ့တရှိနေရကနှင်းမလဲဘူတာနဲ့တောင်စွန်းဘူတာကြားကြားမှာတရှိတယ်ရွာကဘီလင်းမြို့နယ်တင်တော်ချေးရွာအနီးမှာတရှိတယ်ယထာတန်လိုင်းမိုင်းခွဲဖျက်ဆီးပလိုက်တယ်။တော်ကြီးကိုဆုတ်ပြတ်တတ်သွားတယ် တော်တော်ကြီးကိုဆုံးဖြတ်တော်သွားတယ်အဲ့ဒီဖြစ်စဉ်ကြောင့်ကျွန်တော်တို့ဒီမော်လမြိုင်ကနေရန်ကုန်လာမဲ့ယထာလန်းနေယထာလန်းနေယထာတွေယထာခီးစီဖြတ်သိမ်းလိုက်ရတယ်ရန်ကုန်ကနေပြီးတော့ကျွန်တော်တို့မော်လမြိုင်ကိုသွားမဲ့ယထာခီးစီဖြတ်သိမ်းလိုက်တယ်ဖြတ်သိမ်းပြီးတော့ကျွန်တော်တို့ဒီမော်လမြိုင်ဘူတာကလည်းဒီယထာလမတ်ခါတွေပြန်ပြီးငွေပြန်အန်းတယ်ရန်ကုန်ဘူတာကြီးကလည်းယထာလမတ်ခါတွေပြန်ပြီးတော့ငွေပြန်အန်းတာတွေလုပ်ခဲ့ရတယ်လုပ်ခဲ့ရတယ်နောက်တစ်အခြေအနေတစ်ခုကကျွန်တော်မေလာ၃ရက်နေ့ကရန်ကုန်မော်လမြိုင် လမ်းမကြီးတထုံမျိုးနဲ့မိုးကောင်းကြီးဝအနီးကမိုးကောင်းတရားကိုလည်းကျွန်တော်တို့ဘိုက်ခွက်ဖြည့်စီလိုက်တယ်မိုးကောင်းတရားကိုဖြည့်စီတာဒုတိယကြိမ်ဘိုက်ခွက်ဖြည့်စီလိုက်တယ်အဲ့တော့၄ရက်နေမှာဖြည့်စီတာကကျွန်မေလာ၃ရက်နေမှာဘိုက်ခွက်ဖြည့်စီတယ်အဲ့တော့ကားလေးတွေကတော့ဗျာအဲ့နောက်မှာရှိတဲ့ရွာလမ်းတွေပြောကျွန်တော်တို့ဒါရှောင်ပြီးတော့လမ်းမပေါ်ပြတ်တက်လို့ရတယ်ဒို့တော့လည်းကားကြီးတွေကတက်လို့မရဘူးကားကြီးတွေကတက်လို့မရတော့ဒီတက်မလို့ねကျွန်တော်တို့သက်ဆိုင်ရာတတိယပြည့်ကျွန်မိုမီတာဆိုးအဖွဲ့ပူပေါင်းပြီးတော့ကျွန်တော်တို့တနာကို ပြင်နေပေါ့ဗျာတောက်လျှောက်ကျွန်တော်တို့တွားကားကြီးတွေတွားနိုင်ဖို့လုပ်တယ်ပေါ့ဗျာကားကြီးတွားနိုင်ဖို့လုပ်တဲ့အခါမှာမေလ၄ရက်နေ့ညနေပိုင်းမှာကျွန်တော်ကုံကားကြီးတွေပြန်သွားလို့ရတယ်လက်ရှိကျွန်တော်တက်မလို့ကတော့ဒီတရားပြန်ပြီးတော့ပြီးဖို့အတွက်တောက်လျှောက်ဆောင်နေတယ်နေမြေရှင်းလင်းမှုနဲ့တောက်လျှောက်ဆောင်နေတယ်အဲ့ဒီတရားကျွန်တော်ဒုတိယအကြိမ်အဲ့တော့အေဇေဝါကပထမအကြိမ်သူတို့မွေးမြူနဲ့ခြိုက်မြောမြို့နယ် MCA BL ဘီလက်မြေစက်ရုံဖြစ်စဉ်ဖြစ်ပြီးနောက်ပိုင်းမှာအေဇေဝါဘွဲကမြုပ်သွားတယ်မြုပ်သွားပြီးနောက်ပိုင်းမှာဒီရဘက်မှာပြန်ပြီးပေါ်လာတာသူပေါ်လာပြီးနောက်ပိုင်းမှာကျွန်တော်တို့ ဒီလမ်းမိုက်မှာရှိတဲ့တရာဒဇင်းမိုက်ခွက်ဖြတ်ခံရတယ်ပြီးကြောရထားချောင်းတရာမိုက်ခွက်ဖြတ်စေခံရတယ်ဒီအစိုးရအဖွဲ့ကို ထိုင်းအစိုးရကထိုင်းအစိုးရကကျွန်တော်တို့ထိုင်းလုပ်ငန်းရှင်တွေကအစိုးရထိုင်းအစိုးရကိုတင်တယ်ထိုင်းအစိုးရနေပြီးကြော KNU တန်းကိုပြန်ပြီးတော့အကြောင်းကြားတယ်အဓိကကတော့မုံမီနဲ့ချိုင်မျိုးမျိုးမှာရှိတဲ့ MCA ဘီလက်မြေဆိုင်အောင်အဲ့ဒီဘီလက်မြေဆိုင်ကိုဒီအစိုးရအဖွဲ့ကဝင်ရောက်ပြီးတော့ ဆဲအောင်ကျွန်တော်မိရှုပြစီတာတွေဆဲအောင်တွေမှာရှိကကျွန်တော်ကားတွေအကုန်ယူတယ်ဆဲအောင်ပိုင်ပစ္စည်းတွေကိုယူတယ်ဆဲအောင်တွေမှာရှိငွေတွေကိုယူတယ်ယူပြီးတော့ကျွန်တော်ဆဲအောင်ပိုင်ပစ္စည်းတွေအကုန်တည်တယ်ဗျာတည်တယ်ဆဲအောင်ပိုင်ကားတွေလည်းအကုန်တည်တယ်အကုန်တည်ပြီးတော့တို့ကေအောင်နေမြေတွေကိုမောင်းချပါတယ်ဘာမှမရှိတော့ဘူးဘာမှမရှိတော့ကျွန်တော်တို့ဒီထိုင်းစိုးရနေပြီးတော့ဒါကေအန်နူတန်ကိုပြောတယ်ဒီမှာမင်းတို့ဘွဲငါတို့ငါတို့ငါတို့မြန်မာနိုင်ငံမှာယင်းနှိမ့်နေတာနဲ့ငါတို့ရဲ့စိတ်လို့မင်းတို့အဲစိုးရကဖြတ်စည်းသွားပြီးပစ္စည်းတွေယူသွားပြီးအဲ့အတွက်အဲ့အတွက် ပတ်တန်း400 KNU ကနေပြီးထိုင်းစိုးအောင်ပေးဖို့အတွက်ပေးဖို့အတွက်ဆိုပြီးတော့ကျွန်တော်တို့ထိုင်းစိုးအောင်ကတောက်ဟိုပေးဖို့လိုက်တယ်ဗျာတရားဝင်အတီလင်းထုတ်ပြန်လိုက်တယ်အဲ့ဒီအချိန်နေအဲ့ဒီအချိန်နေမှာကျွန်တော်အိတ်စိုးအပြောက်သွားတယ်အိတ်စိုးအပြောက်သွားတယ်အိတ်စိုးအကိုထိုင်းစိုးအကလည်းအလားမခံတော့ဘူးအလားမခံမနဲ့အဲ့ဒီခြေထဲမှာအိတ်စိုးအငြိမ်သွားတယ်တောင်းလို့မျောင်းလို့ငြိမ်သွားတယ်ငြိမ်သွားပြီးတော့နောက်မှမဆိုလူစုလက်နက်အင်အားပြန်စုဆောင်ပြီးတော့လက်ရှိကျွန်တော်တို့လမ်းပိုင်းတွေမှာတက်ပြီးဖြတ်စီတာသူကအိတ်စိုးအကဘသူ့ကိုတစ္ဆာခံလဲဆိုတော့ KNU တစ္ဆာခံတယ် အတူတူပဲအတူတူပဲ AC1 နဲ့ gain တော့တားဖားနေပဲအတူတူပဲအဲ့ဒီလိုအခြေအနေရှိတယ်အဲ့တော့ဒီ AC1 ကိုကျွန်တော်တို့ဒီ Tablet ကဘယ်လိုနှိမ်နေလဲဆိုတော့ကျွန်တော်ဆက်ပြီးတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်ပြီးမဲ့ပြရကိုနည်းနည်းကကြည့်ရှုအားပေးတယ်မိတ်ဆွေများအားလုံးအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ဗျာ